မင်္ဂလာပါယနေ့ဟာအတင်အတွက်ဘုရားခင်ဌာမလာတဲ့ငိတ်သက်ချင်းနဲ့ရှင်နဲ့ကောင်းကြီးမင်္ဂလာအောင်မြင်ခြင်းဝါမျက်ချင်းနဲ့ရှင်နဲ့ကောင်းကြီးမင်္ဂလာများခံစားရပြီးတော့မှဒီနေ့ကာလလိုခက်ခဲဆိုးရွံ့နေတဲ့အချိန်ကာလမှာဘုရားခင်ဌာမမာဇာထောက်ပင်ခြင်းနဲ့ကွဲကွာခြင်းဒါတွေကိုခံစားရဖို့လေရှေးဥစွာဆုတောင်းပေးပါတယ်ရှေးဥစွာတရားဟောအချမ်းစာဆောင်အကြောင်းကိုမပြောခင်မှာအဲ့ဒီကျမ်းစာဆောင်ထဲမှာပါတဲ့ ကျမ်းပိုက်တစ်ပိုက်ကိုအရင်ဖတ်ပြခြင်းပါတယ်။အိုဣဒရလူမျိုးနားထောင်တော့ငါတို့ဘုရားခင်ထာဝရဘုရားသည်တဇူတည်သောထာဝရဘုရားဖြစ်တော်မူ၏။တင်းဘုရားခင်ထာဝရဘုရားကိုစိတ်လုံးအချွမ်းမဲ့အစွမ်းတတ္တိရှိသည်မြနှင့်ချစ်လော။ဈေးငါမှာထားသောစကားကိုနှလုံးသွင်းရမည်။ထိုစကားကိုသင်သားသမီးတို့အားစူးစမ်း၍တွင်တင်ရမည်။အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ ခီး၌သွားသည်ဖြစ်စေအေလျက်နေလျက်အေလျက်ထလျက်နေသည်ဖြစ်စေသူစကားကိုပြောရမည်တရားဟောချန်ခန်းကြီး6အငယ်၄နဲ့9တိဖြစ်ပါတယ်တရားဟောရချန်ခန်းကြီး1အငယ်1အရာဒီကျမ်းဟာဣသရလူမျိုးတွေကိုမောရှိတရားဟောတဲ့ကျမ်းဖြစ်ပါတယ်ဘယ်နေရာမှာလဲဆိုတော့ယောဒန်မြစ်ရဲ့အရှိတ်ကမ်းမှာရှိတဲ့ မောပတွင်ပြန်မှာဖြစ်ပါတယ်။ခါနာပြည်ကိုဝင်ရောက်ဖို့ရန်အတွက်ပြင်ဆင်နေကြလဲဖြစ်ပါတယ်။အဓိကကတော့တိနာတောင်မှာသူတို့ကိုဘုရားခင်ပေးခဲ့တဲ့ပညာတရားများကိုဣဒရာမျိုးဆက်တစ်များအာသူရဲ့နှုတ်နဲ့ဟောရှိကထပ်မံ၍ဟောကြားတာဖြစ်ပါတယ်။စာပေစကားရအိဗယ်ဖွင့်ဆိုမယ်ဆိုရင်တော့ဂရိလို့ ယူရီဒူထရီဆိုတာကဒုတိယနိုမိုဆိုတာကပညာတရားဖြစ်တာကြောင့်ဒုတိယအကျင့်ပညာတရားများကိုဖော်ပြခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒီလိုဖော်ပြတဲ့အခါမှာလည်းပဲမောရှိရဲ့နှုတ်မှပြောတဲ့တရားဟောခြင်းအဖြစ်ဖော်ပြသလိုဒါတွေအားလုံးကိုမောရှိကအကုန်စင်အကုန်စင်ရေးသားထားတယ်လို့ခါကြီး31အငယ်24မှာလည်းပဲ စာရေးသားခြင်းဖြင့်စာရေးသားခြင်းဖြင့်လည်းဖော်ပြထားတယ်ဆိုရက်ဆိုတာကိုနားလည်ရပါတယ်အဓိကအနေနဲ့မောရှိကဘာတွေပြောပြီးဘာတွေရေးထားတယ်လဲဆိုရင်အခန်းကြီး1ကနေ၄အထိမှာနောက်ကျောင်းကိုပြန်ကြည့်ပြီးတော့မှကာဒေရှာဘာနာအရမှာဣသရေလမျိုးတွေဆုံရှုံခဲ့ရဆုံရှုံကြဆင်းခဲ့ရပေမဲ့ဘုရားခင်ကသူတို့ဘုံမှာ တစ္ဆာမပြတ်တဲ့အကြောင်းတွေကိုပြောပါတယ်အခန်းကြီး9ကနေပြီးတော့မှ26ခုထိကတော့အထက်ရက်ကဘုရားသခင်ကိုကြည်ပြီးကောင်းကြီးမင်္ဂလာဆိုတာဘုရားသခင်စကားကိုနာခံခြင်းနဲ့သူရှင်တွဲလျက်ရှိကြောင်းနောက်ပြီးတော့အပေးယူလုပ်တဲ့ညှိနှိုင်းတယ်ဆိုတာမိမိရဲ့ထူးခြားတဲ့ဂုဏ်တတ္တိများကိုအားနေစေတယ်ဆိုတဲ့အကြောင်း နောက်ပြီးတော့မနာခံခြင်းရဲ့နောက်မှာလိုက်လာတဲ့အကျိုးဆက်များအကြောင်းကိုပြောပါတယ်။အခါကြီး29ကနေ34အထိမှာကတော့ဒီပြားဘုရားခင်တင်လို့ကိုပေးထားတဲ့ပြီဖြစ်လို့တွားရောက်တိမ့်ပိုက်ကြဖို့ ਨੇ ဘုရားခင်ကတန်ရှင်းတဲ့အကြောင်းဘုရားခင်ကဒါနာခံကြဖို့ရှေ့လာရမယ်ရှေ့လာမယ်ရက်များကိုကြည့်ပြီးတော့မှပြောပါတယ်။ထူးခြားတာတစ်ခုကတော့ဒီစာဆောင်ရဲ့အစမှာ ဣသရလူမျိုးများရဲ့ခေါင်းဆောင်ကမောရှိဖြစ်ပြီးတော့မှဒီစာဆောင်ရဲ့အဆုံးမှာဣသရလူမျိုးများရဲ့ခေါင်းဆောင်ကတော့ယောရှုဖြစ်လာခြင်းပါပဲတရားဟောအကြံရဲ့အဓိကအကြဆုံးနဲ့အရေးအကြီးဆုံးကတော့ဘုရားခင်ကိုသာစိတ်လုံးကျွမ်းမဲ့အစွမ်းတတ္တိရှိသည်များနဲ့ချစ်ဖို့နောက်သူစကားတော်ကိုလုံးဝနာခံခြင်းရှိဖို့ပါပဲမောရှိလိုလူတော်ဘုရားစကားကိုနာခံတဲ့အခါမှာ နည်းနည်းလေးပူလုံမိတာပူပြောမိတော့ပူပြောမိလို့ဂရိဒါဂရိတော်ထားရပြီကိုဘုရားခင်ကသူ့ကိုပြယူနာပြပြီးတော့မှပေးပွင့်တော့ပါဘူးအဲ့တော့မောဘလွင်ပြမှာမောဘလွင်ပြမှာပဲသူအနှိမ့်ဆရောက်ပြီးတော့မှဘုရားခင်ကိုတိုင်းသူ့ကိုတင်းကျူတင်းကျူတယ်လို့ပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့မောရှေရဲ့တင်းတိုင်းကိုဘယ်သူမှမသိဘူးလို့ကျမ်းစာက ပြောထားလို့ပါပဲဒါကြောင့်ဘုရားသခင်ရဲ့စကားကိုနားခံတဲ့အခါမှာမိမိရဲ့စိတ်လှုပ်ရှားမှုတွေမပါဘဲနဲ့ဘုရားခင်စကားအတိုင်းတိကျစွာနားခံဖို့လိုပါတယ်မောရှိဟာရှိသမျှပရောဖက်တွေထဲမှာဘုရားခင်ရဲ့ညမောက်တော်ကိုကိုယ်တိုင်ဖူးမြင်ရတဲ့တူတူသောပရောဖက်ဖြစ်ပါတယ်ဒါပေမဲ့ဣသရေလလူမျိုးတွေရှေ့မှာ မမေတ္တခဏအံ့ဖွယ်သောအမှုအလွန်ကြောက်မက်ဖွယ်ရာမဟာတို့ဂုရောများကိုပြတာကတော့ဘုရားခင်ကိုယ်တိုင်သာဖြစ်ပါတယ်။မောရှိအဖြစ်ဘုရားခင်ပြုခြင်းဖြစ်တယ်လို့ပြောလို့ရပြီးတော့မှမောရှိကဘုရားခင်မဟုတ်ပါဘူး။ဒါကြောင့်ဘလောက်ဖဲတကူပြပြဘလောက်ဖဲနမိတ်လက္ခဏာဖြစ်ဖြစ်လူကိုဘုရားနေရာမှာ ထားမိဖို့အရေးကြီးပါတယ်။ဘာကြောင့်အရေးကြီးသလဲဆိုတော့ဘုရားခင်ရဲ့တဒံတော်ကိုလူတွေမမြင်ရလို့ပါပဲ။ဒါတော့ဘုရားခင်သည်နာဝဉ္ဉေဘုရားဖြစ်လို့ဉာဏ်စိနဲ့မမြင်နိုင်တဲ့တပါးဒီတော်ဘုရားမမြင်ရပေမဲ့တကယ်ရှိတဲ့ဘုရားဖြစ်ပါတယ်။မောရှိကတော့မျက်မြင်ရသောဘုရားကို နေရပြီးတကယ်သူတည်တည်တော်သူဖြစ်တယ်လို့ဟေဘဲခန်းကြီး7အငယ်29မှာရေးသားပတ်တန်းတင်ထားပါတယ်ယနေ့ကာလမှာကျွန်တော်တို့အတွက်ကတော့သာဝရဘုရားခင်ဤတမာစံစာဆိုတဲ့ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုမြင်ရတယ်ဖတ်ရတယ်အဲဒီတော့နာခံလိုက်လျှောက်လို့ရပါတယ်တရားဟောတာကျမ်းထဲမှာဘုရားခင်နဲ့ဣဒရလူမျိုးတို့ အကြားမှာချီတောင်ထားတဲ့ပရိညာတရားကိုရှင်းပြထားတာတွေပါသလိုပရိညာတရားရဲ့တောင်းဆိုမှုတွေလည်းပါရှိပါတယ်တကယ်တော့လူသားတွေဟာဘုရားခင်ရဲ့ကောင်းမြတ်ခြင်းကောင်းမြတ်ခြင်းများနဲ့ထိုက်တန်သောသူတွေမဟုတ်ပါဘူးဘုရားခင်ရဲ့တပ္ပတမေတ္တာနဲ့တပ္ပတကျေးဇူးပြုခြင်းကြောင့်ဒါထိုက်တန်သောသူတူဦးကဲ့သို့ အသက်ရှင်နေရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့သူ့ကိုချစ်ပြီးသူ့စကားနားထောင်တော့သူများသူများကိုဘုရားခင်အင်မတားမှအလိုရှိပါတယ်ဘုရားခင်ကိုမချစ်ရင်သူ့ကိုနာခံခြင်းရှိမှလည်းမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော်တို့များစွာဆုံးရှုံးရပါလိမ့်မယ်သူ့ကိုချစ်မှသူ့ကိုနာခံနိုင်ပြီးတော့မှသူ့ရဲ့ဂျေဇူးဖြူခြင်းနောက်ပြီးတော့မှကွဲကာမစာခြင်းများနဲ့ မေတ္တာတော်ကိုလက်တွေ့ခံစားရမှာဖြစ်ပါတယ်အခုဒီတရားဟောကြားအခန်းကြီး၁၈အငယ်၁၅မှာမောရှိခဲ့သူတော်ပရောဖက်တပါပေါ်ထွက်စီမယ်လို့ဘုရားခင်ဂတိပေးခဲ့ပြီးအဲ့ဒီပရောဖက်ကလည်းသခင်ယေရှုခရစ်တော်ဖြစ်ပါတယ်ဒါကြောင့်မောရှိခဲ့သူဘုရားခင်၌တည်တည်ချင်းရှိလျက်ဆင်းဆက်မပြယုံကြည်ခြင်းရှိတော်သူဖြစ်ဖို့မောရှိခဲ့သူဘုရားခင်၌ အားကြီးစွာဘုရားခင်အားကြီးစွာအတုပြုတွေကိုခံရဖို့အတွက်သခင်ယေရှုခရစ်တော်ကိုသာစိတ်စိတ်ကြည့်ချုအသက်ရှင်ကြပါလို့မေတ္တာနဲ့ဝေငှပါတယ်တင့်ကိုဘုရားခင်တာ၍ကိုယ်ကမာစာကောင်းကြီးပေးပါစေ